ီနေ့အတွက်လဲကြလာတဲ့သူကတော့ Prince Anji ပဲဖြစ်ပါတယ် Prince Minda လေးလို့ဘာလို့ခေါ်ရတာလဲဆိုတာကိုတော့လူတိုင်းသိပြီးကြပြီးတင်ပါတယ်လူဗီဒိုတွေပြင်နေပြင်မှာမငတ်ဖို့အရေးခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဟာရတက်မြတ်တောင်းအောင်လို့စပုံမှုစန်းကြီးကတာဝန်ယူပေးရပါတယ်စန်းကြီးကိုတော့ ဘရာဒီအာမဇာတွေမြင်တွေ့ခဲ့ရတာဖြစ်တယ်။စန်းကြီးကနှလုံးသားနူးညံ့တဲ့လူတစ်ယောက်ဖြစ်ပြီးအထူးသဖြင့်မျိုးသမီးတွေပေါ်မှာဆိုရင်ပိုပြီးတော့နူးညံ့ပါတယ်။ enemy တယောက်မှစန်းကြီးရဲ့မျိုးသမီးတွေကိုတိုက်ခိုက်တာကိုမမြင်ဘူးခဲ့တလို့အမျိုးသမီးရဲ့သူတွေနဲ့တွေ့ပြီးဆိုရင်မြေတန်းလို့လို့တိုင်ပတ်ခဲ့ပါတယ်။တကယ်တော့စန်းကြီးကတော်ဝင်မိသားစုတစ်ခုကနေစင်တက်လာခဲ့တာပါ။တစ်ချိန်တုန်းက baseball family ရာ noble ကတိုင်ပြီးတွေအကုန်လုံးကိုတိုင်ပတ်ခဲ့ပြီး German Empire ကြီးကိုတည်ထောင်ခဲ့ဘူးပါတယ်။အဲဒီလောက်ထိကိုအင်အားကြီးပါတယ်ဆိုတော့ German တိုင်ပြီးရဲ့ မင်းသားတစ်ပါးလည်းဖြစ်ပါတယ်စန်းကြီးကိုတော့ Facebook Judge နဲ့ Facebook ဆိုရာတို့ကမက်လာနှစ်ရက်နေမှာမွေးဖွားခဲ့ပါတယ်အီဂျီနီဂျီယွန်းကြီးဆိုပြီးတော့အမွန်ကြီးကိုတောင်းရောက်ရှိပါတယ်ရေဂျူဆိုတဲ့မားတယောက်လည်းရှိပါသေးတယ် Facebook Judge ကသူ့ရဲ့ကလေးတွေကို Super Human Strength တွေနဲ့စိတ်ကံစားမှုတွေမရှိတော့အောင်လို့ Genetic Modify လုပ်ပစ်ခဲ့တယ်သူ့အမေဆိုတာကတော့ဈေးတွေတောက်ပြီးအဲ့ဒီအစီအစဉ်ကိုမအောင်မြင်အောင်လုပ်ခဲ့ပါတယ်။၄ယောက်မှ၃ယောက်ကတော့အောင်မြင်သွားခဲ့ပြီးစန်းကြီးကတော့ဒါမှန်လူသားတစ်ယောက်လိုမျိုးမွေးဖွားလာခဲ့တယ်။ အဲ့ဒီဇေဒံတွေကြောင့်ပဲဆိုရာရဲ့ဂျမ်းမာကြီးကဇိုးဝါလာခဲ့ပါတယ်။ခန်းစားချက်တွေပါလာတဲ့ဇန်းကြီးကတရိဇန်လေးတွေပေါ်မှာဂျင်နာတနာတက်တယ်လို့ဟင်းကြရတာကိုလည်းဝါသနာပါပါတယ်။တရရင်ဟင်းတွေချက်ပြီးသူ့မေစီကိုယူသွားခဲ့ပေမဲ့လမ်းမခွေးလိုက်ဆွဲလို့အကုန်လုံးကပြိုပြဲဖြစ်သွားပါတယ်။ သူချလာတဲ့ဟင်းကိုရတာကြီးကြီးစားပေးပြီးပြုံးသွားတဲ့သူ့မိမျက်နှာကိုကြည့်ပြီးတော့ဟင်းချက်တာကိုပိုစိမ့်ဝင်သားသွားခဲ့ပါတယ်။စိတ်ကံစားချက်တွေရှိရဲစန်းကြီးကိုဘာကံစားချက်မှမရှိတဲ့သူ့ကိုယ်တွေကအမြဲတမ်းလှုပ်လို့နိုင်ကျင်တတ်ပါတယ်။ဂျက်ကသူသားသမီးတွေကိုတစ်ချိန်မှာကျဲမှာတဲ့ဘယ်စစ်ကိုဦးစီးစေခြင်းခဲ့တာပါ။စမ်းတမ်းမှုတွေတိုင်းမှာတာမန်လူသားတယောက်လူစိတ်ကံစားချက်တွေနဲ့မွေးပွားလာတဲ့စန်းကြီးတယောက်ကကြာရှုံးခဲ့ပါတယ်။အဲအတွက်ကြောင့်လည်းနောက်ပိုင်းမှာစန်းကြီးကသူ့ကိုယ်တွေအတွက်နှိမ့်ဆက်ခံတယောက်ပြစ်လာပြီးတော့ ဂျက်ဂျ်ကိုရိုင်းကလည်းသူ့ကိုလစ်လျူယူခဲ့ပါတယ်။ဒီမီသားစုမှဒိုဟာဗီလီယာတယောက်တည်းမပို့ခဲ့ဘူး။ကြွက်ကိုစားကျွေးနေတာကိုဂျက်ဂျ်တယောက်မိသွားတဲ့အခါမှာတော့ဒီတပ်ပေါ်လေချင်းဘိုးအတွက်တွန်းအားပေးခဲ့တယ်။သူ့အမေဒေဆုံးသွားပြီးတဲ့နောက်ပိုင်းမှာတော့ရေဂျူဟာသူ့အနာမှာအမြဲတမ်းလိုလိုရှိပေးခဲ့ပါတယ်။ဘလောက်ပဲစူးစမ်းလေချင်းပါစေတူလိုချင်းတို့တိုးတက်မှုမရှိတဲ့အခါမှာတော့ ဂျက်ရှာစန်းကြီးကိုထောင်ထဲတက်ပစ်လိုက်ပြီးတေဆုံချောင်းကြော်ညာလိုက်တယ်။သူ့ရဲ့ညီကိုမောင်နှမတွေကတော့လေ့ကျင့်ရင်တမလာနေခဲ့ပြီးတော့စန်းကြီးကတော့ထောင်ထဲမှာပဲဂျင်းကုံဆုံးနေခဲ့ရတယ်။ထောင်ထဲချင်းချခံရတာကြောက်လာကြခဲ့တဲ့နောက်မှာတော့သူ့ရဲ့ဝါသနာပြတဲ့ဟင်ချက်ဖိုးကိုပြန်ဆုံးပြခဲ့ပါတယ်။ဟင်ခံမွေချိုင်တွေနဲ့ဟင်ချက်စာအုပ်တွေကနေတင်ယူခဲ့ရင်အော်ဘလူးဆိုတဲ့ချောင်းကိုလည်းဖတ်ခဲ့ရပါတယ်။အော်ဘလူးဆိုတာကတော့ပင်လယ်လေးခုလုံးဖြစ်တဲ့ North Blue, East Blue, South Blue West Blue ဆိုတဲ့ပင်လယ်တွေအားလုံးကငါးရီတနီးယာထဲမှာရှိနေတဲ့တနအီလာပင်လယ်ကြီးလည်းဖြစ်ပါတယ်။စန်းကြီးမတေးသေးတာကိုတီးထားတဲ့အကြီးကြီးတို့ကတော့ထပ်ပြီးတော့နှိမ့်ဆက်ကြပြန်ပါတယ်။ရေဂျူကတော့သူ့ကိုစေတဲ့ပေးခဲ့ပြီးမကြာခင်မှာတူတိုးဟာ red line ကိုဖြတ်ပြီး East Blue တဲကိုဝင်တော့မှလို့ပြောခဲ့ပါတယ်။စန်းကြီးကတော့နေတိုင်းလို့လို့နှိမ့်ဆက်မြန်နှိမ့်ဆက်ခံနေခဲ့ရပါတယ်။တီးမကန်နိုင်တော့တဲ့တရက်မှာတော့ရေဂျူရဲ့အကူအညီနဲ့ဒီနိုင်ငံကနေထွက်ပြေးဖို့အတွက်လုပ်ခဲ့ပါတယ်။သူ့မျက်နှာပုံကိုပြုတ်ဖို့တော့ကိုသွားယူတဲ့အခါမှာတော့ဂျက်ရှင်နဲ့တွေ့ခဲ့ပါတယ်။ ထွက်သွားတော့မဲ့သူ့ကိုမတားခဲ့တလို့ဒီကနေထွက်သွားပြီးနောက်ပိုင်းသူ့ရဲ့သားပါလို့ဘယ်တော့မှမပြောဖို့မှာလိုက်ပါတယ်တနားစရာစမ်းကြည့်လေးဟာဂျမန်တိုင်းမီရဲ့ Facebook Family ကိုဇွန့်လွတ်ပြီးဒီကိုဘယ်တော့မှပြန်မလာနဲ့လို့ပြောတဲ့ရေကျူရဲ့စကားကိုနားထောင်ငါထွက်သွားခဲ့တယ်ဒီမိသားစုကနေထွက်သွားပြီးတဲ့နောက်မှာတော့ဆက်ဆံရေးတွေအကုန်လုံးကိုပြတ်တောက်ပစ်လိုက်ပါတယ်တိုင်းမီကဇွန့်ဝါခဲ့ပြီးနှစ်နှစ်ကြာပြီးတဲ့နောက်စမ်းကြည့်အသက်ဆယ်နှစ်ရှိသွားခဲ့ပါပြီ Office ဆိုတဲ့ပျော်စီးတင်ဖို့ပုံမှာစမ်းကြည့်တရားဝါစပူမူကူပြေလောက်ကင်နေပါတယ် တရက်မှာတော့ Relaxer ပင်လယ်တများဘွဲကသူတို့တင်မောလေးကိုဝင်ရောက်တိုက်ခဲ့ခဲ့ပါတယ်။သူဟာ All Blue ကိုတွေးချင်သေးတာမူမသိချင်သေးကြောင်းနဲ့ဒီတင်မောကိုမတိုက်ခိုက်ဖို့စန်းကြီးကပြောခဲ့တယ်။တင်မောနှစည်းလုံးကမျက်နှာလာတဲ့မုန်တိုင်းကြောင့်ရေအောက်ကိုမြုပ်သွားခဲ့ပြီးစန်းကြီးကို Zef ကဆင်းဆက်ပေးခဲ့ပါတယ်။ Enemy မှာတော့စန်းကြီးကိုကယ်ဖို့အတွက် Zef ဟာသူချက်တော့ကိုစုံချုပ်လိုက်ရတာဖြစ်ပါတယ်။ဒီလိုနဲ့စန်းကြီးနဲ့ Zef တို့ဟာလူတို့ရောက်ပေါက်နေပြီးပြပတ်ပတ်လည်မှာကြောင်းငူတွေပြင်းနေတဲ့ကျွန်တခုပေါ်မှာတောင်းတင်သွားတယ်။ညကမိုးရွာထားလို့ရေအတွက်တော့စိတ်မပူရပါပဲ။ဇက်ဖွာတော့ထုတ်သေးတထုံနဲ့ အထုပ်ကြီးတထုပ်ကိုမြင်စင်ထားရယ်စန်းကြီးကိုဂျွန်းရဲ့တစ်ဖက်ချမ်းမှသွားနေဖို့ပြောလိုက်ပြီးရဲခါထုပ်သေးလေးကိုလည်းပေးလိုက်တယ်စန်းကြီးကကွန်ပလိန်တက်ခဲ့ပေမဲ့ဇက်ကတော့သူဟာတပ်ဖို့ကြီးလို့စာရင်ဖို့ကြီးရမို့အစားအစာများကြီးလိုအပ်တယ်လို့ပြောပြီးနင်ထုတ်လိုက်တယ်ဒီလိုနဲ့ရပောင်များစွာကြာပြီးတဲ့နောက်မှာတော့စန်းကြီးမှစာရည်စာရှာပါလာခဲ့ပါပြီးအစားတောက်ဆိုလိုမှုတက်နေတဲ့ပုံမှန်လေးပဲကြံတော့ပေမဲ့လေတကြမ်းဝေးမှာတော့နောက်ဆုံးလက်ကျန်လေးကလည်းရေတဲကိုပြုတ်ချသွားခဲ့ပါတယ်အစားအသောက်မရှိဘဲတလားလောက်နေတိုင်းလာပြီးတဲ့နောက်မှာတော့ အစားအသောက်ထုတ်ကြည်ကြီးကြံနေသေးတဲ့ဇက်ကိုတိုက်ခိုက်ဖို့လုပ်ခဲ့ပါတယ်အထုတ်ကိုဒါနဲ့ဒုခွဲလိုက်တဲ့အခါမှာတော့စားသရာတွေမဟုတ်ဘဲယတနာတွေသာဖြစ်နေခဲ့ပါတယ်တကယ်တော့ကျုံးပေါ်မှာရှိတဲ့များစားသောက်တွေအကုန်လုံးကိုစမ်းကြည့်ကိုပေးခဲ့တာပါမန်းကထဲမှာဆိုရင်တော့ဇက်ဖာစာလောင်လွန်ခဲ့တာကြောင့်သူခြေထောက်ကိုသူစားပစ်ခဲ့တာဖြစ်ပြီး enemy တဲကလိုစံကြီးကိုခင်ရင်ခြေထောက်ပြတ်သွားခဲ့တာမဟုတ်ပါဘူးစံကြီးကိုတူခဲ့တင်ခဲ့တယ်ဆိုတာကလည်း ။အော်ဘလူးတကယ်ရှိပါတယ်ဆိုတာကိုသူကလည်းယုံကြည်တာကြောင့်သူမလုံနိုင်ခဲ့တဲ့အိမ်မက်ကိုစမ်းကြီးကိုစမ်းမက်ခွင့်ပေးချင်တာပဲဖြစ်တယ်။ဒီလိုနဲ့ကျွန်းအင်းနားကိုရောက်လာခဲ့တဲ့တက်ကယ်လီကြောင့်သူတို့နှစ်ယောက်ကတက်ရှင်ခွင့်ရသွားခဲ့ပါတယ်။အငတ်ဘေးနဲ့တိမ်မလို့ကြုံခဲ့ရတဲ့စမ်းကြီးဟာအစားသောက်တံမိုးကိုကောင်းကောင်းနားလည်တယ်လို့ဗိုက်ဆာနေတဲ့လူကရန်သူပြက်ခဲ့မယ်ဆိုရင်တော့ကြွေးဖို့ဝင်မလေးမဲ့လူမျိုးဖြစ်လာခဲ့တယ်။ကျွန်းကနေလွန်မြောက်ခဲ့ကြပြီးတဲ့နောက်ယတနာကလေးကိုထူခဲရောက်ကြခဲ့ပြီးပင်လယ်မြေကစားသောက်ဆိုင်ဘရာဒီယေကိုတီထောင်ခဲ့ပါတယ်။ဆာလာမှုရဲ့ဒုက္ခကိုကောင်းကောင်းကြီးနားလည်တဲ့စန်းကြီးက င်လယ်ဓားများပြစ်ပြစ်ရေတတားပဲပြစ်နေပါစေစားလောင်နေတဲ့လူတိုင်းကိုချက်ကျွေးမှာပါပဲအစားအသောက်ကိုအလားအသက်ပြည့်အောင်လုပ်တာမျိုးကိုတော့တူရဲမုံမာတယ်စပုံမှုကောမယ်ဆိုတဲ့မျိုးလင်းချက်နဲ့ရောက်လာတဲ့လူဗီကသူ့ရဲ့အိမ်မက်အော်ဘလူးချောင်းကိုလောင်ရဲခြင်းမရှိတလို့သူနဲ့အတူတူခရီးထွက်ပြီးရှာဖို့တောင်ပြောခဲ့ပါတယ်မီဟော်ရဲ့တိုက်ခိုက်မှုကြောင့်ဘဝပြက်လာတဲ့ဒွန်ဂရီပိုင်ရိတ်တွေကိုလည်းစန်းကြီးနဲ့ဇပ်တိုကစားသောက်တွေချက်ကျွေးခဲ့တယ်စားပြီးနားမလဲတဲ့ဒွန်ဂရီတို့တိုက်ကိုတော့လူဗီတို့တွေကနန်တိုက်ခိုက်ပြီးတဲ့နောက်စန်းကြီးကလည်းသူ့အိမ်မက်အော်ဘလူးကိုရှာဖို့ထွက်ခဲ့လိုက်တယ် အားလုံးပိုက်ရိတ်တွေကခူရိုဘီကိုလည်းပြင်းတယ်။စန်းကြီးကလက်ကိုဟင်းချက်ဖို့အတွက်တုံ့ပြုပြီးရန်သူကိုတိုက်ခိုက်ဖို့အတွက်ခြေထောက်ကိုပဲတုံ့ပြုလေးရှိတယ်။အဲကြောင့်လည်းဘလက်လက်စန်းကြီးဆိုပြီးတော့ခေါ်ကြတယ်။စန်းကြီးရဲ့ nationality ကိုအိုဒါအာဗရန်လူမျိုးတရားအနေနဲ့ဆွဲခဲ့တာဖြစ်ကြောင်းပြောခဲ့ဘူးရယ်။အဲ့ဒီအတွက်ကြောင့်ပဲစန်းကြီးရဲ့တိုက်ခွက်နာမည်များစုကပြင်သစ်နာမည်နဲ့ဟင်းချက်သုံးလုံးတွေပဲဖြစ်တယ်။စန်းကြီးဟာမွန်စတာတူယိုတွေကတယောက်ဖြစ်ပြီးကျန်တဲ့ယောက်ကတော့လူဗီနဲ့ဆိုလိုပါစန်းကြီးကိုရလိုက်တာကအဖွဲအတွက်စမှုမှုကိုလည်းရလိုက်တယ်လို့ကွန်ဘက်မန်တယောက်ကိုလည်းရလိုက်တယ်လို့ပါပဲ စမ်းကြီးကမျိုးသမီးတွေပေါ်ဆိုအမြဲတမ်းလေးတာဆက်ဆံတတ်ပေမဲ့ဇိုရိုနဲ့ဆိုရင်တော့အမြဲတမ်းလှုပ်လို့ရန်ပြစ်လေးရှိပါတယ်ဇလန်တရောက်မှာဇန်ကြီးကဆိုရိုးကိုနာမည်ရင်းတခါတလေခေါ်တတ်ပြီးများသောအားဖြင့်တော့မော်ဆန်လို့ခေါ်ပါရယ် ဇိုရိုကတော့စန်းကြီးကိုနာမည်တောင်ခေါ်တာမျိုးမရှိဘူးလို့ပြောလို့ရပါတယ်။ဘာလို့ဆိုစန်းကြီးကနာဘူးမြေနန်းထားနေလို့ပါတဲ့။စတာပါဗျာ။လော့တောင်းမှာတော့ဈေးပတ်ဝယ်ရင်ဆောက်ဘလူးမှာတွေ့ရတတ်တဲ့ Bluefin Elephant Tuna ငါးကိုတွေ့လိုက်ရတယ်။ East Blue လို့နေရာမှာဆောက်ဘလူးကငါးကိုဖမ်းမိတာကြောင့်သူရဲ့အိမ်မက် all blue ကရှိနိုင်တယ်ဆိုတာဟာတိကျသွားတယ်။အဲ့ဒီငါကိုစမ်းသပ်ချက်ကျင်တာမို့ပြန်ပွဲဝင်ပြန်ခဲ့ရသေးတယ်။ smoke ကလိုက်ဖန်လို့လော်ဒောင်းကနေလည်းမြန်ထွက်ပြေးခဲ့ရပါတယ်။အဲ့ဒီနောက်တော့ red line ကိုဖြတ်ပြီး grand line ထဲကိုရောက်တယ်။ ဝီစကီပြီးမှာတော့ဘောင်ဒီယန်ဒါဆော်လေးတွေဂျာမန်စင်ကြီးတရားဟာပြောပါနေခဲ့ပါတယ်။အဲ့ဒီနောက်လစ်တဲကားတန်းမှာတော့ဘရိုကွေဝဲရဲ့ခေါင်းဆောင်မစ္စတာဇီရိုကိုလူဗီဒိုတွေတွေ့သွားပြီဆိုတဲ့အကြောင်းကိုလင်ပြောလိုက်တာလည်းတူပါပဲ။အဲ့ဒီမှာပဲသူ့ကိုဒူလိုဝဲနာမည်မစ္စတာပရင်လို့ပြောခဲ့ပါတယ်။ ဒါဟာအိုဒါကစန်းကြီးကမင်သားတယောက်ဖြစ်တယ်ဆိုတာကိုဖူဂျဲတို့အနေနဲ့လုပ်ခဲ့တာပါပဲစန်းကြီးရဲ့တင်ပို့ချက်ကြောင့်ပဲ Broken Wall အဖွဲ့ကဗီဗီနာကိုဆမ်လိုက်ကြတော့တာဖြစ်တယ် Grand Island မှာတော့ဖျားနာနေတဲ့နာမီကိုတောင်ပေါ်တီးရောက်အောင်လူဗီကဆွဲတင်ခဲ့တာဆိုပေမဲ့လိုက်ကူပေးခဲ့တဲ့သူကတော့စန်းကြီးပါအာရာဘတ်စတာမှာတော့ရုပ်ပြောင်းရုပ်လွယ်လုံနိုင်တဲ့ Mr. Tu နဲ့တိုက်ခိုက်ခဲ့ပါတယ်နာမီပုံကိုခဏခဏပြောင်းပြီးတိုက်ခိုက်နေတာကြောင့်အမျိုးသမီးတွေကိုမတိုက်ခိုက်တတ်တဲ့စန်းကြီးရဲ့တွက်ကခက်ခဲခဲ့ပါသေးတယ်အမျိုးသမီးတွေကိုလေးစားလွန်တဲ့အတွက် Mr. Tu ကတော့မှသူ့ကိုကြည်ကျူးမိအားလောက်အောင်ဒီပါပဲအာရာ ပါစတာအားစပြီးမှာတော့နာဘူးစန်းကြီးရဲ့အတွက်နောက်တန်းနမိမယ်လေးနီကိုရိုဘင်ကလည်းဖွဲ့တဲကိုရောက်လာပါတယ်။ဂျာယာအားစမှာတော့မောင်ဖလန်နိုလန်စာအုပ်ကအကြောင်းတွေဟာတူမွေးဘွားရနော်ဘလူးမှာတော့အေးရဝင်ပုံပြင်တွေဖြစ်ကြောင်းပြောခဲ့ပါတယ်။ Sky Island ရောက်မှာတော့ အန်အရီရဲ့ဘုံတော်ကြီးတွေကတယောက်ဖြစ်တဲ့စာတိုရီနဲ့တိုက်ခိုက်ခဲ့ရသေးတယ်။အမ်မစင်ပေါ်မှာနာမီနဲ့ဥပစုကိုကယ်ဖို့အတွက်အန်အရီရဲ့လက်စစ်စာကြွေးတာကိုလည်းခံလိုက်ရတယ်။တာမန်လူသားဆိုရင်တည်သွားနိုင်တဲ့ဗိုလ်ဒိတ်ပမာဏဖြစ်ပေမဲ့စန်းကြီးတယောက်ကတော့ဘာမှဖြစ်မသွားခဲ့ပါဘူး။တာမန်လူသားတယောက်ဖြစ်မွေးဖွားလာခဲ့တဲ့ဆိုပေမဲ့ Genetic Modify လုပ်ထားတာတွေကစန်းကြီးကိုယ်ထဲမှာရှိနေသေးတယ်ဆိုတဲ့သဘောပါပဲ။欲しかった ရှန်ဒိုရာကျက်သိရေဆောင်ခေါင်းလောင်းကြီးတင်းနိုင်မှုနဲ့အတူအန်နဲရူကိုအနိုင်ယူပစ်ခဲ့ပြီးပင်လယ်ပြားစီကိုပြန်ခဲ့ကြရတယ်။ Water Seven Arts မှာတော့ Robin အဖွဲ့တွေကနေထွက်သွားတယ်။အမျိုးသမီးတွေရဲ့စိတ်ကိုကောင်းကောင်းတီးတဲ့ဇန်းကြီးဟာ Robin စကားတွေရဲ့နောက်ွယ်ကအလင်းညာတွေကိုချက်ချင်းပဲတီးခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့် Robin ကိုနောက်ရောက်ခံလိုက်ရင် Puffington Body ကိုလိုက်သွားတယ်။ဒါပေမဲ့ CB9 တွေရဲ့တိုက်ခိုက်မှုနဲ့ Robin ရဲ့ညင်ဆန်ခဲ့မှုတွေကြောင့်လမ်းကရထားရဲပေါ်မှာပဲကြံခဲ့ရတယ်။နောက်ကလိုက်လာတဲ့ Luvido နဲ့ပေါင်းစည်းမိပြီး Anis လိုပြီးရောက်မှာတော့ စီမီနိုင်ကဂျာဘရာနဲ့တိုက်ခိုက်ခဲ့တယ်ဘေးစတက်ကနီတွေတက်ပူချန်နဲ့ဒီယာဘဲဂျမ်ဘဲမကောင်းဆိုးဝါးချက်တော့တိုက်ခွက်ကိုလည်းထုတ်သုံးတာကိုမြင်ခဲ့ရပါတယ်အန်နစ်လိုဘီအာစပီမှာတော့ဘောင်ဒီ77မီလီယံကိုထောက်ခံလိုက်ရပြီးဘောင်ဒီပိုစတာမှာသူ့ရဲ့ရေစရာမျက်နှာကြီးလည်းပါလာခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့်လဲသူဟာတော်တော်ကိုပူသွားခဲ့သေးတယ်။ တွေ့လာပါရောက်မှာတော့သူရဲ့ side dream ဖြစ်တဲ့ clear clear fruit ကိုစားရတဲ့အပ္ပဇာလုံကိုမျိုးကြီးနဲ့ပြင်းတယ် clear clear fruit ဆိုတာက ကိုပြောင်းနိုင်တဲ့အသည့်ဖြစ်ပြီးကမာလီတွေရေချိုးတာကိုချောင်းကြီးဖို့အတွက်ဒူဟာစားကျင်ခဲ့တာပါမိုရီယာကိုနှိမ်နှင်းပြီးကူမာကလူဗီကိုခေါ်သွားဖို့ရောက်လာတော့ဒူဟာလဲဆိုရုံနဲ့အတူတူလူဗီအတွက်တူတက်ကိုပေးကျင်ခဲ့ပါတယ်ဒါပေမဲ့ဇိုရိုကမင်းအောင်လှုပ်လိုက်ပြီးတူတယောက်ပဲနိုင်ချင်မှုတန်တွေကိုခန်းစားထားတာဖြစ်တယ်ဒီအကြောင်းတွေအားလုံးကိုတိနေခဲ့ပေမဲ့လူဗီတာတင်းရင်ဒီလိုမျိုးလှုပ်ခဲ့တာအတွက်ရန်ကုန်နိုင်ချင်မှာဆိုလို့တိနေတဲ့လူတွေကိုတောင်မှမပြောအောင်လိုထားခဲ့ပါတယ်ဆာမာအိုရီယားစ်မှာတော့ တူပေါင်ဒီဘိုစတာရဲ့မျက်နှာပိုင်ရှင်ဖြစ်တဲ့ဂျူဝဲနဲ့တွေ့ခဲ့ပြီးစီရင်ရှင်ခဲ့ပါတယ်။ပါစီဖစ်စတာတကောင်ကိုမွန်စတာထရိုတုံးရောက်ပေါင်းတိုက်တာတောင်မှမနိုင်ခဲ့ပါဘူး။အဲ့ဒီနောက်တော့ခူမရဲ့ဂျေဇူးနဲ့အိုကာမာရီရဲ့ဂျွန်ခါမာကဘာကင်နန်းကိုရောက်သွားခဲ့ပါတယ်။ အထက်ကုစင်ဆိုတဲ့စားစရာအကြောင်းကိုတီးခဲ့ရပြီး recipe 69ခုကိုရဖို့အတွက်ညူကာမကန်ဖို့မစတာ69ရောက်ကိုရင်ဆိုင်ခဲ့ရပါတယ်။တိုင်းစကင်းနဲ့နဲ့အတွင်းမှာတံမာလာခဲ့ပြီးတဲ့နောက်စာပါအိုဒီကိုညူကာမတွေကပြန်လိုက်ပို့ခဲ့ပါတယ်။မိမားစစ်တွေကိုမမြင်ရတာနှစ်တော်တော်ကြာသွားပြီဖြစ်တယ်လို့နာမီနဲ့ Robin ရဲ့ပူကြီးထွားလာတဲ့စိတ်ပိုင်းတွေကြောင်းစန်းကြီးတရားအမြဲတမ်းလှုပ်လှုပ်နှကောင်းတွေးရှံခဲ့ရပါတယ်။အဲ့ဒီနာဘူးထားတဲ့ပြဿနာကြောင့်ပဲ Fishman Island မှာတက်ဆုံချုံရမယ်တီးဖြစ်ခဲ့သေးတယ်။ချောလွန်လာတဲ့ရေဒူမာလေးတွေကြောင်းစန်းကြီးတရားအနှကောင်းတွေးတော့တာမရက်ခဲ့ပဲ။ တွေ့ပလင်းချင်းရမင်းစင်းတီကိုရောက်သွားပါတယ်။စန်းကြီးရဲ့တွေးကအရန်ကိုမှရှားပါတယ် SRH မိုင်းနဲ့တွေးမျိုးစားဖြစ်ပြီးငါလူသားတွေနဲ့လူသားတွေကတွေးမရောတော့တာကြောင့်လူမဲ့သူမရှိခဲ့ပါဘူး။ကံကောင်းကျင်တော့ငါလူသားကျုံးကိုရောက်နေတဲ့အိုကာမားတွေထဲမှာသူတွေနဲ့မျိုးစားတို့ပါခဲ့တာကြောင့်အသက်ချမ်းသာရရသွားခဲ့တာဖြစ်တယ်။ရေတုမမင်းသမီးလေးရှိတာကိုရှိကိုတွေးတော့လေမေဒူဇာပြူစားလိုက်တယ်လို့မျိုးကြောင်ဖြစ်သွားခဲ့သေးတယ်။အဲ့ဒီလောက်ထိကိုနာဘူးကြလာတဲ့စန်းကြီးလေးပါ။ ိုဒီဗိုင်းရပ်တွေနဲ့ပတ်သက်မှာတော့ဝါဒါမဆုကိုမိတောက်တဲ့ကြောက်တဲ့ကံချက်တွေနဲ့အမောက်သိပ်ပေးခဲ့ပါတယ်။တိုင်းစကင်အတွင်းမှာ CP တွေတုံးတဲ့ Skywall လိုမျိုးလေပေါ်မှာသွားနိုင်တဲ့တက္ကနီကိုလည်းတက်မြောက်ခဲ့ပါတယ်။ပန်းဟာဇဲရောက်မှာတော့လောရဲ့ဂျေဇူးနဲ့နာမီကိုတဲကိုရောက်သွားခဲ့သေးတယ်။ဒီလိုနဲ့ Dreadrosa မှာတော့ Violet လီနဲ့ကနာတာနီဇာကွင်းရခဲ့ပြီး Doflamingo လက်ကနေလွန်အောင်တပြေးခဲ့ရပါတယ်။ UVMA နဲ့ Nami Bro Chopa စီစာတို့ကိုခေါ်ကာ Zoo Island ကြီးကိုတွားခဲ့ပါတယ်။ခိုင်တို့ရဲ့လူတွေလက်ကနေမင်းမျိုးနယ်စုတွေကိုကာကွယ်ပေးခဲ့ကြပြီးဘေမွန်ပိုင်ရိတ်တွေကကမုန်းပေကြီးကရောက်လာခဲ့ပါတယ်။သူရဲ့မင်္ဂလာပွဲချောင်းကိုကြားခဲ့ရပြီးစန်းကြီးတယောက်ဟာရွှေရတွားခဲ့ပါတယ်။ Nami တို့ရဲ့အတန်းနဲ့ပါချင်းရောက်လာခဲ့တဲ့အတွက်စားတကြောင်ကြီးက Nami တို့ကိုထားခဲ့လိုက်ပြီးစီစာနဲ့အတူဘေမွန်လက်တွေကိုလိုက်တွားခဲ့ပါတယ်။ဘေမွန်ရဲ့ဒီပါတီဆိုတာကလူတိုင်းတယောက်ခွင့်ရတဲ့ပွဲမဟုတ်တလို့ အဲ့ဒီနေ့မှာပဲစန်းကြီးရဲ့မင်္ဂလာဆောင်ကိုကျင်းပမှာဖြစ်ပါတယ်။သူ့ရဲ့မင်္ဂလာဆောင်ကိုစီစဉ်ခဲ့တဲ့သူကတော့သူ့ဘရင်ပြတဲ့ဂျာမာတပည့်စီရဲ့ဘရင် Judge ပါပဲ။ဘင်မွန်ပိုင်ရိတ်တွေနဲ့ Alliance ဖွဲ့ဖို့သူ့ရဲ့စွပြစ်ထားတဲ့ဓာတ်ကိုရောင်းသားมาလည်းဖြစ်ပါတယ်။ဒီလိုနဲ့စန်းကြီးဟာသူ့မြန်ပြန်လာခြင်းနဲ့နေရာစီကိုပြန်လာခဲ့ရပါတယ်။ဒီမင်္ဂလာပွဲကိုညှင်းဆန်ရင်သူ့ရဲ့မွေစားအဖေပြတဲ့ Zack ကိုပါတက်မယ်လို့ကြေညာထားပါသေးတယ်။ဂျာမာရဲ့သိပ္ပံနီးပညာနဲ့ဘင်မွန်ပိုင်ရိတ်အင်အားကိုဒါပေါင်းလိုက်ရင်အတိုင်းတက်လုံကိုစွမ်းအားကြီးသွားမှာပဲဖြစ်ပါတယ်။ ဒီလိုနဲ့စမ်းကြီးတယောက်ကဘူတင်နဲ့တွေ့ခဲ့ပါတယ်တပတ်မှလူဗီကလည်းသူ့ကိုပြန်လာခေါ်ခဲ့ပါတယ်ဇက်ဖီယန်တက်တဲ့ချိန်ရောက်ခံရတဲ့စမ်းကြီးကသူဟာဘတော်မဆုပ်ပြတ်တက်နေတဲ့ပင်လယ်တမားပွဲကိုပြန်လာတော့မှမဟုတ်ဘူးလို့ပြောရင်လူဗီကိုကန်တဲ့လိုက်တယ်အကြောင်းရင်းတစ်ခုရှိမှကိုတီးနေတဲ့လူဗီကတော့သူ့ကိုပြန်မတိုက်ခတ်ခဲ့သလိုစန်းကြီးချက်တဲ့ဟင်းကိုပဲသူဟာစားချင်တာဖြစ်ကြောင်းစန်းကြီးပြန်မလာမချင်းဘာမှမစားဘဲဒီမှာစောင့်နေမှာဖြစ်ကြောင်းကိုပြောခဲ့ပါတယ်စန်းကြီးကတော့သူ့ကိုညာတာမှုမရှိဘဲတကုံပြင်းနေပါတယ်ဇိုရိုတာဒီမှာရှိရင်စန်းကြီးနဲ့ပွဲကြီးပွဲကောင်းနှဲကြရလိမ့်ဦးမယ် နောက်ဆုံးမှာတော့နာမီယာကြီးမနေနိုင်တော့ပဲစမ်းကြီးကိုပါရိုက်လိုက်တယ်။ ပူတင်ရဲ့တကယ်သိယုံမှန်နဲ့မင်္ဂလာပွဲကြီးရဲ့နောက်ွယ်ကကြောင်းရင်းမှန်ကိုစန်းကြီးကတီထွားခဲ့တယ်။တကယ်တော့ Facebook Family ကြီးတစ်ခုလုံးကိုမင်္ဂလာပွဲနေ့မှာတက်ပြဖို့လုပ်ထားတာပါ။အကြောင်းရင်းမှန်ကိုတီးနေတဲ့အမပြစ်သူရေကျူကတော့ဒီမိသားစုကိုဂရုစိုက်မနေပဲသူလုံးချင်တာကိုပဲလုပ်ဖို့ပြောခဲ့ပါတယ်။ Luffy ပေါ်လုပ်ခဲ့တဲ့လုပ်ရက်တွေကြောင့်ပြန်သွားဖို့အတွက်တွန်းဆုံနေပေမဲ့ Luffy ကတကယ်ကိုပိန်ချုံနေပြီးစန်းကြီးကိုစောင့်နေခဲ့ပါတယ်။မိုးရေတွေဝင်ပြီးမောက်ကြထားတဲ့ဇာတောက်ဘူးကို Luffy ကိုပေးလိုက်တော့သူလှုပ်လာတဲ့ဇာတောက်တွေက Strawberry ဘွဲ့သားတွေရဲ့အကြိုက်တွေကြီးပဲဖြစ်တယ်လို့ လူဗီကပြောရင်းနဲ့မြင်ရဲရဲသားတောင်းနေခဲ့ပါတယ်။လူဗီကနောက်တစ်ချိန်တူနဲ့တူတူလာခဲ့ဖို့တက်ခေါ်ခဲ့ပါတယ်။အမှန်အတိုင်းမပြောဘဲလိညာနေတဲ့စန်းကြီးကိုလူဗီကတစ်ချက်ထိုးပြီးရောဆုံးမလိုက်တယ်။အဲ့ဒီနောက်မှာတော့စန်းကြီးတယောက်ဟာမျက်ရည်တွေကျလာခဲ့ပြီးအဖွဲတဲကိုပြန်လာခြင်းပေမဲ့ သူ့ရဲ့တောင်းတုံးမကြတဲ့မိသားစုကိုလည်းမသေးသေးခြင်းဘူးလို့ပြောခဲ့ပါတယ်ဒီလိုနဲ့စန်းကြီးရဲ့မင်္ဂလာပွဲကိုဖျက်ဆီးပြီးဘေ့စ်ဘောဖက်မလီကြီးတစ်ခုလုံးကိုလည်းကယ်တင်နိုင်ခဲ့တယ်လို့ဂျင်ဘေးရဲ့ကူညီနဲ့လွမြောက်လာခဲ့ကြပါတယ်လက်ဆောင်အနေနဲ့တော့စန်းကြီးရဲ့ပိုင်နံပါတ်3မှတ်ထားပါတယ်ဂျမာဒေဗယ်စီရဲ့ရေးစုကိုဒူဘေကထည့်ပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဝါနိုကိုရောက်ခဲ့ကြပြီးဆာမူရန်နေနဲ့ဘူဝါကဂိုက်တိုကိုပြင်ဖို့လုပ်ခဲ့ကြပါတယ်သူ့ရဲ့ရေးစုနာမည်က Blasty ဖြစ်ပြီးကိုပြောင်းနိုင်တဲ့ဇွမ်းပါဝင်ပါတယ် ဒါဇန်းကြီးလုံမင်းတောင်းမလာနေတဲ့ဇွမ်းလေးဖြစ်တာမို့နာမီတို့ရေချိုးနေတာကိုနာဘူးထားပြီးသွားချောင်းကြီးခဲ့ပါသေးတယ်အိုနီဂါရှိမဘတ်တဲ့အတွင်းမှာတော့စန်းကြီးတရားကဘလက်မာရီယာရဲ့ထောင်ချောက်တဲကိုကြာသွားခဲ့ပြီးမိမရီနဲ့တိုက်ခိုက်ရင်မြေထဲတိုင်ပတ်နေတတ်တာမို့ရော်ဘင်ကိုကယ်ပေးဖို့ကူညီတောင်းလိုက်ပါရယ် မင်္ဂလေးတယောက်ရဲ့ကိုညီကိုတောင်းနေတဲ့စန်းကြီးရဲ့တန်ကြီးကအိုနီကာရှိမားတစ်ခုလုံးကိုပြန်နှံ့သွားခဲ့ပြီးစတရော့ဟက်တွေကတော့မိမတယောက်နဲ့တိုက်ခိုက်နေရပြီဆိုတာကိုတိခဲ့ကြပါတယ်။တိုက်ပွဲအတွင်းမှာတော့စန်းကြီးဟာယုံကိုကွန်မန်ဒါတယောက်ဖြစ်တဲ့ကွင်းနဲ့တိုက်ခိုက်ခဲ့ရပါတယ်။ကွင်းရဲ့ပြင်းထန်လာတဲ့တိုက်ခိုက်မှုမှာစန်းကြီးရဲ့ဘော်ဒီဟာရွေဆောင်သွားခဲ့ပြီးမဲ့ချက်ချင်းစုစုလိုဒုက္ခနာကိုကိုပြန်မြင်ပြီးသားဖြစ်သွားခဲ့ပါတယ်။ဒုက္ခနာကိုတကူးကူးပြောင်းလဲနေတာကိုစန်းကြီးတယောက်ကတတိထားမိခဲ့တယ်။ရေးစုကိုအုံပြုခဲ့တာကြောင့် genetic modifier ဆင်ခဲပြောင်းလဲသွားတာလားလို့သူဟာတွေးနေခဲ့ပါတယ်။ကွင်းကသူ့ကိုဓာတ်နဲ့ခုတ်လိုက်ပြီးဓာတ်ကျိုးသွားတဲ့အခါမှာတော့ပုံပြီးတော့တေချာသွားခဲ့တယ်။သူဟာသူ့ကိုတွေလိုမျိုးစိတ်ကံစားချက်တွေမရှိတဲ့မကောင်းဆုံးဝါဒကောင်ဖြစ်လာတော့မှလားလို့တွေးရင်အဲ့ဒီနေရာကနေသူတွေ့ပြေးခဲ့ပြီးအိုစမိုဆိုတဲ့ကောင်မလေးကိုတိုင်မိခဲ့ပါတယ်။သူ့ကိုမကောင်းဆုံးဝါဒကောင်လို့ကြီးနေတဲ့ဒူမားကိုတွေးတဲ့အခါမှာတော့စန်းကြီးဟာဒူရိစုကိုဖျက်ဆီးပစ်လိုက်တော့တယ်။အဲ့ဒီနောက်မှာတော့ဇိုရိုကိုဖုံးစပ်လိုက်ရင် တကယ်လို့သူဟာမကောင်းဆိုးဝါးတဲ့ကောင်ဖြစ်သွားရင်တပ်ပေးဖို့အတွက်ပြောလိုက်ပါရယ်သူရဲ့ကံကြက်တွေနဲ့ကွင်းကိုဇက်တိုက်ချခဲ့တယ်ခန္ဓာကိုယ်ဟာပြောင်းလဲသွားပြီဖြစ်တာကြောင့် ဒီဟာပဲဂျမ်ဘယ်တက်မီယာပုတ်ပြင်းနဲ့အီဖရီဂျမ်ဘယ်ကိုထုတ်တုံးခဲ့ပါတယ်တာမန်လူသားစုပြောင်မီတောက်ပမာဏစင်ကိုခံနိုင်မှာမဟုတ်ပါဘူးစန်းကြီးအရှိမမီတောက်တွေနဲ့ကန်ခဲ့တယ်ဆိုတာကလည်းသူကနာကိုကတာမန်ဟုတ်မနေခဲ့လို့ပါပဲဒီလိုနဲ့အီဖရီဂျမ်ဘယ်ကိုတုံးကသူရဲ့တက်ကနေတစ်ပြတဲ့ဘောင်ဘရက်နဲ့ကွင်းကိုမောက်တိတ်ပေးလိုက်ပါတယ်မွန်စတာတွေယူတွေကတယောက်ပြတဲ့စန်းကြီးရဲ့လည်းပဲအတော်ဒါကြီးကလည်းတကယ်ကိုကြည့်လို့ကောင်းတဲ့ခိုက်တဲ့နေတွေကတခုပါပဲစန်းကြီးရဲ့ဘက်စတိုရီလေးကတော့ဒီလောက်ပါပဲပြောဖို့လိုအပ်တဲ့ချက်တွေနဲ့ အမားပါတော်တာတွေရှိရင်လည်း comment မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်ဗျာသဘောကျတယ်ဆိုရင်တော့ channel လေးကို subscribe လုပ်ပေးပြီး like လုပ်လေးကိုနှိပ်သွားပေးကြပါဦး bye bye guys see you in next video